်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရစေပထမဦးဆုံးဖခင်ရဲ့ခြေကြော်ကိုချီးမွမ်းပါတယ်စစ်မှန်သောဝိပုကိုးကွယ်သူဆိုတဲ့ခေါင်းစဉ်နဲ့ယောဟန်အခန်းကြီး၄အငယ်၂၃ကိုဆင်ခြင်သွားခြင်းပါတယ် ကိုးကွယ်သောသူမှန်သည်များတို့သည်ခမဲတော်ကိုနံဝိညာဉ်နှင့်၎င်းတစ္ဆာနှင့်၎င်းကိုးကွယ်ရမည်အချိန်ကာလသည်လာ၍ယခုပင်ရောက်ရရှိ၏အကြောင်းမူကားထိုသူကိုးကွယ်သောသူတို့ကိုခမဲတော်သည်အလိုရှိတော်မူ၏ဘုရားသခင်ကစစ်မှန်တဲ့ကိုးကွယ်သူတွေကိုရှာပါလေယုံကြည်သူတယောက်အနေနဲ့ကျွန်တော်တို့လူဟာဘုရားသခင်ကိုနှစ်သက်တဲ့ဤအားဖြင့် ကိုးကွယ်နိုင်ဖို့ရန်အတွက်ထူခြားတဲ့စွမ်းရည်ရှိပါတယ်ကျွန်တော်တို့လူကပဲသူ့ကိုဝိညာဉ်တော်နဲ့သစ္စာဆိုတဲ့ပမာတရားအားဖြင့်ကိုးကွယ်နိုင်ပါတယ်ကျွန်တော်တို့လူဘုရားသခင်ကိုချီးမွမ်းကိုးကွယ်ဖို့အတွက်တခြားဘလို့တတဝါမှ မရှိပါဘူးလောကမှာကျွန်တော်တို့တွေ့မြင်နေရတဲ့တဘာဝဘုရားသခင်ဖန်ဆင်းခြင်းလက်ရာတွေကောင်းကင်မှာရှိတဲ့နေလကျယ်တွေတောင်မှဘုရားသခင်ကိုချီးမွမ်းခြင်းနဲ့ ဘုရားသခင်ရဲ့ဘုန်းအတရေကိုဆောင်ကျင်းပေးပါれ။ဒါကြောင့်19ခုမြောက်သောဇလံအငယ်1မှာမိုးကောင်းကင်သည်ဘုရားသခင်၏ဘုန်းအတရေတော်ကိုကြားပြော၍မိုးမျက်နှာချက်သည်လက်တော်နှင့်လှုပ်သောအရာများကို ပြသ၏လို့ဆိုထားခြင်းပဲဖြစ်တယ်။ကောင်းကင်တမန်တွေနဲ့ဖန်ဆင်းခံအလုံးဟာဘုရားသခင်ကိုကိုးကွယ်ကြပေမဲ့လေခရစ်တော်ကိုယုံကြည်ခြင်းအပြင်နောက်တော်ကိုလိုက်နေတဲ့ ူတယောက်အနေနဲ့ကျွန်တော်တို့ဟာဘုရားသခင်ရှာနေတဲ့အထူးဝိပုကိုးကွယ်မှုကိုယူဆောင်လာပါတယ်။သခင်ယေရှုခရစ်တော်ကစစ်မှန်တဲ့ဝိပုကိုးကွယ်ခြင်းအပြင်ဘုရားသခင်ရဲ့စိတ်တော်နဲ့တွေ့ဖို့အတွက်ကျွန်တော်တို့ဟာကိုယ်တော်ကိုဝိညာဉ်တော်နဲ့တစ္ဆာတရားအပြင်ကိုးကွယ်ရမယ်လို့မိန့်တော်မူခဲ့ပါတယ်။စစ်မှန်တဲ့ဝိပုကိုးကွယ်ခြင်းဟာဝိညာဉ်တဲကနေလာပါတယ်။ဒီလိုဝိညာဉ်တော်ကနေအစပြုတဲ့အကြောင်းကိုသခင်ယေရှုခရစ်တော်ကမိန့်တော်မူခဲ့ပါတယ်။ ဘာသာတရားဟာဝိပုယေးနဲ့ဆိုင်တဲ့လှုပ်ဆောင်ချက်တွေအားလုံးနဲ့ဆိုင်ပါတယ်။လူများစွာဟာဘာသာတရားထုံတန်းစင်လာတွေကိုဖျားသခင်နဲ့တက်တဲ့ဝိပုမှုတွေနဲ့ရောထွေးနေကြတယ်။ချက်မှန်တဲ့ဝိပုကိုးကွယ်ခြင်းဟာရုပ်ပိုင်းဆိုင်ရာခံစားချက်တွေထက်ဝိညာဉ်ရေးမှာသာပြီးတော့စစ်မှန်မှုဖြစ်စေပါတယ်။စစ်မှန်တဲ့ဝိပုကိုးကွယ်ခြင်းဟာစိတ်လုံးနဲ့ပဲဆိုင်ပါတယ်။ ပြာသခင်နှစ်သက်တဲ့ဝိပုကိုးကွယ်ခြင်းဟာတေဂီတာတွေဒါမှမဟုတ်လက်ကိုမြောက်ထားရမှာမှမဟုတ်ပါဘူးငိမ့်ငိမ့်နေရမှာလည်းမဟုတ်ပါဘူးဝိပုကိုးကွယ်ခြင်းစတိုင်တွေကိုနေဟန်ထားတွေဒါမှမဟုတ်အတန်တွေတိုးတာကျေတာတွေအဲ့ဒါတွေကအကြောင်းမဟုတ်ပါဘူးပြာသခင်နှစ်သက်တဲ့ဝိပုကိုးကွယ်မှုဟာမေတ္တာရှိတဲ့ကောင်းကင်ဘုံရှင်အဖဘုရားသခင်ကိုယေရှုတင်ကြောင်းဖော်ပြတဲ့ယုံကြည်သူတယောက်ရဲ့ယေရှုတည်တဲ့စိတ်ပဲဖြစ်တယ် ဝိညာဉ်တော်အားဖြင့်အခြေခံကိုးကွယ်မှုဟာစိတ်လုံးထဲကနေဝိပုကိုးကွယ်ခြင်းပဲဖြစ်တယ်။စိတ်မှန်တဲ့ဝိပုကိုးကွယ်ခြင်းဟာတမာတရားကိုအခြေခံပါတယ်။ယူသားခြင်းဟာပြတ်ခင်နဲ့တက်တဲ့ဝိပုခြင်းရဲ့အစပဲဖြစ်တယ်။စွမ်းဆောင်နိုင်ခြင်းဒါမှမဟုတ်ထုံတန်းစင်လာအကြောင်းတွေမဟုတ်ပေမဲ့လည်းစိတ်ရင်းမှန်တဲ့ပေါ်ပြပြီးတော့ဝိညာဉ်အားဖြင့်ကိုးကွယ်ခြင်းဖြစ်တယ်။ကျွန်တော်တို့ဘုရားသခင်ကိုချီးမွမ်းဝတ်ပြုကိုးကွယ်ခြင်းတွေကိုဘလောက်ကောင်းအောင် တခြင်းတည်ဆူနိုင်ခြင်းတွေဒါမှမဟုတ်တေးသွားတွေကိုကောင်းကောင်းဆောင်ထားနိုင်ခြင်းတွေတောင်မှဘုရားသခင်ကဂယုမဆိုင်ပါဘူးကျွန်တို့လူရဲ့ကိုယ်ကိုယ်နိုင်တဲ့အစွမ်းကိုဘယ်တော့မှဘုရားသခင်ကအထင်ကြီးမှာမဟုတ်ပါဘူးဝတ်ပြုကိုယ်ကိုယ်ခြင်းမှာကျွန်တို့ရဲ့စိတ်လုံးထဲကနေယူသားမှုကိုဘုရားသခင်ကပို့ပြီးတော့စိတ်ဝင်စားပါတယ်ကျေးဇူးကံကျင်ဒါမှမဟုတ်ခါတိတဲ့စိတ်ရှိတဲ့သူဟာစက်မှန်တဲ့ဝိပုကိုးကွယ်သူ အဖြစ်ပေတော့မ ဖြစ်လာမှာမဟုတ်ပါဘူးအမှန်တကယ်ဝိပုကိုးကွယ်ခြင်းမပြုခင် ကျွန်တော်ရဲ့စိတ်လုံးတွေဟာဘုရားသခင်ရဲ့ရှေ့တော်မှာတန်ရှင်းပြီးတော့ယူသားရမှာဖြစ်တယ်စိတ်မနဲ့ဝိပုကိုးကွယ်ခြင်းကစိတ်ရင်းမှန်တဲ့ယေရှုတည်တတ်တဲ့နှလုံးသားကနေလာရမှာဖြစ်တယ်စိတ်မနဲ့ဝိပုကိုးကွယ်ခြင်းနဲ့ပတ်သက်ပြီးတော့ဟန်ဆောင်မှုဒါမှမဟုတ်အတ္တအတွေ့နေရာမရှိပါဘူးကျေးဇူးချီးမွမ်းခြင်းနဲ့ဝိပုကိုးကွယ်ခြင်းတွေအပြင်သူ့ရဲ့သားသမီးတွေ ဘုရားသခင်စီကိုလာတဲ့အခါမှာဘုရားသခင်ကသူတို့ကိုနှစ်သက်တော်မူပါတယ်။ဒါကြောင့်ဒီနေ့ဆင်ခြင်တဲ့နှုတ်ကပတ်တော်အားဖြင့်ဝန်ခံအသက်ရှင်နေဖို့ကကျွန်တော်ဟာဘုရားသခင်ကိုနာဝိညာဉ်နဲ့သစ္စာနဲ့ကိုးကွယ်ခြင်းကိုတော်ကိုကျေးဇူးတင်ပြီးတော့ချီးမွမ်းဂုဏ်ပြုခြင်းကျွန်တော်ရဲ့စိတ်လုံးထဲကနေဝိညာဉ်အားဖြင့်ကိုးကွယ်ခြင်းကိုစတင်မှုပြုစင်နေတဲ့စိတ်လုံးအားဖြင့်ယူသားစွာကိုးကွယ်တဲ့အခါဘုရားသခင်နဲ့သက်တော်မူပါပဲ။ ဖြစ်တယ်။ဈာနာဆင်ခြင်ခဲ့တဲ့သူတိုင်းစစ်မှန်တဲ့ဝိပုကိုကိုယ်သူအဖြစ်ပြန်ခင်ရဲ့ရှိတော်မောင်းမှာတာပြီးတော့တိုးဝင်ချီးကပ်နိုင်ပါစေ။အာမင်။ဤခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်တော်အစီအစဉ်ဖြစ်တော်ကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆိုအပ်ပါသည်။